ားလုံးပဲမင်္ဂလာပါရှင်။ကျမရဲ့ Kindle Na YouTube Channel Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ Apparent တနင်္ဂနွေနေ့တိုင်းထုံရင်းနေစာဖြစ်တဲ့ Grace and the Pressure ပြာမြတ်မှလွမြောက်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ဒီတစ်ပတ်ဖတ်ပြမယ့်အကြောင်းအရာကတော့နေအေးလောက်တော်လင်ထဆန်းပါလို့ဖြစ်ပါတယ်။အဲရင်တော့အရင်ပတ်တည်းမှာကျမဖတ်ပြတာတလဲပြောတာတလဲလုပ်နေရှိပါတယ်။ဒါပေမဲ့ဒီတစ်ပတ်မှာတော့ကျမဖတ်တတ်မယ့်စာပါလေးကနည်းနည်းလေးရှည်တာဖြစ်တဲ့အတွက်ဖတ်ပြတဲ့အစီအစဉ်လေးလုပ်ချင်ပါတယ်။ နေအေးလောက်တော့လိန်ထဆန်းမှာ မြူသားအားကစားပွဲတော်ကြီးရဲ့ပြိုင်ပွဲတွေကျင်းပတဲ့ရက်ကတင်တလချောကြတယ်။ကာကြီးအုပ်စုကဌာနဆိုင်ရာပေါင်းစုံခါခွေးအုပ်စုကပြည်နယ်နှစ်တိုင်းပေါင်းစုံဆိုပြီးခွဲထားတယ်။တကွန်ဆိုင်ဒိုင်းစုနှစ်စုပေးတယ်ပြိုင်ပွဲမကျင်းပမီအားကစားသမားတွေကိုကန့်သွင်းထားတဲ့အချိန်ရဲ့ပြိုင်ပွဲကျင်းပတဲ့အချိန်ရဲ့ပေါင်းရင်နှလားချောကြာမြင့်တယ် အားကစားပွဲတော်အခမ်းအနားအတွက်ပြင်ဆင်တာတွေနှိုးစော်ဆိုင်းပုတ်ထောင်တာတွေအားလုံးပေါင်းလိုက်ရင်အားကစားပွဲတော်ကြီးအတွက်လှုပ်ရှားမှုတွေလုပ်နေခြင်းကနှစ်ဝက်လောက်ကျိုးတယ်လို့ပြောရမယ်။အခြားဧည့်ခံကျိုးစိုးရင်းနဲ့တည်ယူဖို့ဆောင်ပြင်ဆင်ရေးတွေအချိန်မှာထက်တွေ့ရင်တစ်နှစ်နီးပါးလောက်ကအမျိုးသားအားကစားပွဲတော်အရေးကိစ္စတွေကြီးပါပဲ။တနိုင်ငံလုံးကအကစားသမားတွေလာရောက်ရှင်ပြိုင်ကြတာမို့ရန်ကုန်တမြို့လုံးမှာ3-4လလောက်က မြင်မြင်ရမှာအကစားကိစ္စနဲ့လုကင်းအောင်နေလို့မရပါဘူးစုတစိစုဖလားနဲ့ဒိုင်းစုတွေအတွက်အနှံကြတာတွေတိုင်းပြည်နယ်ဌာနအလိုက်ထရက်စုအပြိုင်ဆိုင်အကြတာတွေ အာကစားဖနက်နဲ့အာကစားဆက်ဆက်ပစ္စည်းတွေအမတ်တရလက်ဆောင်ပစ္စည်းတွေအတွက်စိုက်ပျိုးစီးပွားရေးလုပ်ငန်းရှင်တွေအတွက်လည်းမြို့သားအာကစားပွဲတော်ကြီးဟာဝင်ငွေရှာလို့အကောင်ဆုံးပွဲပါပဲတနိုင်ငံလုံးပါဝင်ကြတာဖြစ်လို့ဘဲပြည်နယ်တိုင်းဝင်ကြီးဌာနမှာမကျင်စက်ခဲ့စေရပါဘူးနေရာဒါဒေသအရွယ်အစုံအရွယ်ကောင်းလူငယ်တွေအများကြီးဟာအာကစားပွဲတော်အတွက်ပဲလက်ကျင့်လုံးပန်းအချိန်ပေးနေကြရပါတယ်။နေကလာတဲ့အာကစားသမားတွေအတွက် တက်ကဆန်နဲ့သူကနာအာကစားခွင့်မင်္ဂလာရုံစစ်ကြောရေးနဲ့မြို့နယ်ခွဲတွေကအာကစားရုံတွေမှာနေရာစီစဉ်ပေးထားကြပေမဲ့နောက်ကပါလာတဲ့အုတ်ချုပ်သူတွေနီးပြတွေကလည်းတက်မှတ်ဥရတဲ့ပိုပြီးလိုက်လာသေးကြတော့အပြင်အဆောင်နဲ့အခန်းတွေကလည်းလချီငှားနေကြရတယ်။ဒီတော့ရက်ွက်တွေလည်းမြို့သားအကစားပွဲတော်နဲ့မလွတ်ခင်းပြန်ပါဘူး။ပြိုင်ပွဲကျင်းပတဲ့ရက်တွေမှာလည်းတနေ့တာစုရရှိထားကြတဲ့အကစားသမားတွေရဲ့စည်ရင်းကိုဌာနနဲ့ပြည်နယ်တိုင်းအလိုက် ည၈နာရီမှာသတင်းကြေညာပေးတယ်။ကိုတိုင်းဒေသအသီးသီးကသူတွေကလည်းကိုအားကစားသမားရဲ့စုအခြေအနေကိုစိတ်ဝင်တစားစောင့်ကြည့်နေကြတယ်။ဘယ်ဌာနဘယ်တိုင်းဘယ်ပြည်နယ်ကရွှေစိတ်ဘနစုမွေစိတ်ဘနစုကျေးစိတ်ဘနစုနဲ့ထိတ်ဆုံးကဥဆောင်ပြေးနေကြတာလဲစသဖြင့်တနိုင်ငံလုံးကလည်းအမျိုးသားအားကစားပွဲတော်ကြီးကိုစိတ်ဝင်စားနေကြတာပါပဲ။ ကိုဌာနကြီးကပြိုင်ပွဲတွေဆိုအဲ့ဒီနေ့ပြိုင်ပွဲမရှိတဲ့အာကစားသမားတွေကအကုန်လုံးကိုအတင်း truck ဆုဝတ်စုံနေအင်ပြေအာပြေဝတ်ပြီးတော့အားပေးကြတာအတင်းအဖွဲချင်းချင်းရွှေငွေကြေးစင်းကြိတ်ပြိုင်ကြရတာလည်းအမောပါပဲအောင်စံအာကစားကွင်းရဲ့ခမ်းမဆောင်တဲကတင်ပုံးချက်ကြီးမှာညနေဘက်ဆိုရင်တနေ့တိုင်းနောက်တိုးစင်းနေဖို့ပြေးကြည့်ရတာကိုက ရင်ခုန်ခွေရပါပဲစီလုံးညညွတ်စိတ်နဲ့မျိုးချစ်စိတ်ကိုအလင်းမြန်ဖြစ်ပေါ်စေတာဟာအကစားပါပဲလို့ကိုကတော့ဆိုချင်ပါတယ်နိုင်ငံကုံဆောင်အကစားသမားတယောက်ဖြစ်လာဖို့သူ့ရဲ့လူငယ်ဘဝအချိန်အားလုံးဒီဘကိုရင်နီမြုပ်နှံပြီးကစားခဲ့ကြရတာပါအသင်းဖွဲ့နဲ့ကစားကြရတဲ့အကစားကြီးတွေမှာလည်းအမြင်ဘလို့မတူနေပါစေတစ်ဖက်အသင်းနဲ့ရှင်ပြိုင်ကစားကြတဲ့အခါမှာတော့ ကိုအတင်းနိုင်ဖို့အတွက်ပဲအတူစူးစမ်းကြတော့တာအနိုင်မခံအရှုံးမပေးဆိုတဲ့စောင့်ဖို့ကူကနိုင်ပဲနိုင်ရမယ်လို့အထိတ်ပဲတည့်ရောက်နေတာလေအဲ့ဒီချိန်ကအကစားကိုတကယ်အားပေးချင်းမြောက်မှုတွေရှိခဲ့ကြပါတယ်အကစားသမားတွေအတွက်ကုန်ကြစီဆိုအကန့်အသတ်မရှိဘာချက်ချပေးခဲ့တယ်ခင်လို့ဆိုရပါမယ်ဂျားကန်အစင်စင်တာဝန်ရှိသူချို့ရဲ့ကောင်းပုံဖြတ်မတမာမှုတွေကြောင့်သာအကစားသမားတွေစီကိုပို့တလောက်မရောက်ဖြစ်ခဲ့ရတာမျိုးရှိမယ်ပြပပြိုင်ပွဲတွေမှာ ရွှေတစိတ်စုလာစုရလာသူတွေကိုအဲ့ဒီခေတ်ရဲ့နဝတအတွင်းမှုတက်ကတိုက်ခန်းအသက်ဆက်ဆက်တွေချင်းမြင်ပေးခဲ့တယ်။နိုင်ငံကုံဆောင်အစဉ်အာကစားသမားတွေကိုအတွင်းမှုတက်ကိုယ်တိုင်တွေ့ဆုံပြီးလိုအပ်တာမှန်သမျှတိုက်ရိုက်တောင်းခိုင်းတာတွေဒါတွေဟာအာကစားသမားတွေကိုစူးစမ်းခြင်းစိတ်ဖြစ်ပေါ်စေခဲ့ပါတယ်။ထိရောက်တဲ့ချင်းမြင်မှုတွေဖြစ်ခဲ့ပါတယ်။ ဒီနေရာမှာအကစားသမိုင်းကိုသာပြောလို့ချင်းဖြစ်ပါတယ်။နိုင်ငံသမိုင်းကတော့အလုံးသိပြီးသားဖြစ်မှာပါ။ဒီတော့အချိုးရလက်ကဘာတွေဖြစ်လဲ။နိုင်ငံရဲ့အရွယ်ကောင်းလူငယ်တွေ၃ပုံ၂ပုံနီးပါးဟာအကစားလုပ်ခြင်းကိုမွေ့လျော်လာကြတယ်။အမျိုးသားအကစားပွဲတော်မှာဂုံညူစွာဝင်ပြိုင်ဖို့အတွက်စ조사အားထုတ်နေကြတယ်။အကစားသမားတွေရဲ့အမိအဖဆွေမျိုးအတိုင်းဝိုင်းနေအလုံးကလည်းအကစားဆိုတာကြီးအပေါ်ကိုအာရုံဝင်စားကြတယ်။အကစားသမားလူငယ်တွေဟာအခြားအချိန်တွေမှာတောက်တက်စားတက်ရှိကြပါမယ်။ ကန့်သွင်းထားစဉ်နဲ့ပြိုင်ပွဲကာလတစ်လျှောက်လုံးမှာတော့အတော့စားနဲ့မူးယစ်ဆေးဟာကင်းဝေးနေမှရပါတယ်။အင်္ဂစားသမားစစ်စစ်ဖြစ်သွားကြသူတွေဟာကျန်းမာတန်ဆွမ်းနဲ့သူတို့ body ကိုသူတို့သိပ်ချစ်တက်လာကြပါတယ်။ဒီခန္ဓာကိုဒုက္ခပေးမဲ့အနောက်ရှက်မှန်သမျှရှောင်ရှားနေထိုင်နေရှိကြပါတယ်။မြို့သားအင်္ဂစားပွဲတော်ကြီးအပါအဝင်အင်္ဂစားပွဲပေါင်းများစွာဖန်တီးအောင်မြင်မှုကြောင့်လူငယ်တွေအာယုံမှာ နိုင်ငံရေးဘယ်အခြေရှိနေဘယ်အခြေအနေရှိနေသလဲအာနာရှင်တွေဘာလို့နေကြလဲခရိုနီတွေရဲ့ကုံစည်နှုံးတွေဘယ်လိုကစားနေကြသလဲဆိုတဲ့စိတ်ဝင်စားမှုတွေကိုလှည့်စားထားနိုင်ခဲ့ပါတယ်အမှုပညာရှင်အတတ်ပညာရှင်နဲ့ပြည်သူတွေဟာလည်းပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြပါတယ်ပေပွဲခန္ဓာကြီးကိုလည်းသူ့နာအကစားကွင်းကြီးထဲမှာခန္ဓာထေဝါစွာအခန္တနာကျင့်ပါခဲ့တာပါပဒုတ္တ ရွှေငွေကြေးဆွေရရှိသူတွေဟာကွင်းပတ်လန်းဒီအတိုင်းတဝူးချင်းစီလမ်းလျှောက်ဝင်ကြရတယ်သူတို့ရဲ့အနောက်ကမှတခွန်ဆိုင်စုနေရာအတိုင်းကြံခဲ့တဲ့အကစားသမားအဖွဲ့တွေဟာစနစ်တကျအတိုင်းလမ်းလျှောက်ကြရတာကို့ပြိုင်ပွဲမှာကိုကအဆင်လေးရတယ်တတိယမဟုတ်နေတော့ကျေးစိတ်ထဲလည်းမဝင်ဒီတော့တဝူးချင်းပတ်လန်းလျှောက်ရမယ်ထဲဆင်းရဲမပါဘူးပေါ့ဌာနကအုပ်ချုပ်သူနဲ့နှီးပြတွေကကန့်လွဲသွားလို့စိတ်မနိုင်ခဲမရဖြစ်နေကြတယ်ကို့အဖေကတော့စုနယ်လွဲလို့တဲ့အသေးတွေကွဲပေါ့ ကိုကတော့အဲ့ဒီအချိန်မှာဝတ်ကျုပ်ပြီလို့ခံစားရလို့ပေါ့ပေါ့ပါပါလွတ်လွတ်လပ်လပ်ပါပဲလေဒီကုံလေးဂျွန်ပါအဖွဲ့တွေဟာပိတ်ပွဲမှာသူတို့အသင်းအုပ်စုနဲ့လမ်းဝင်လျှောက်ပါလားလို့ကိုကိုဖိတ်ခေါ်ကြတယ်ကိုလည်းလိုက်ချင်တာနဲ့အုပ်ချုပ်စီသတင်းပို့လိုက်တော့လမ်းလျှောက်မီအောင်ဝင်ကျင်ရမယ်တဲ့နိုင်ငံတကာမှာသွားပြိုင်ဖူးကြတဲ့စီနီယာအကစားသမားတွေကနိုင်ငံတကာရဲ့အကစားပွဲတွေမှာလုံလည်ရှိတဲ့ဖန်နီဂိမ်းတစ်ခုကို ပြောပြပြီးအခုအမျိုးသားအကစားပွဲတော်ကြီးရဲ့ပိတ်ပွဲအခမ်းအနားမှာအဲ့ဒီဂိမ်းကိုဆော့ကြမယ်တဲ့။သူတို့ဌာနအသင်းသားတွေစီကိုလက်ဆင့်ကမ်းထားကြတယ်။အောက်ချုပ်သူနီးပြတွေလည်းသိနေကြပေမဲ့မလုပ်ရဘူးလို့မဟန်တာကြပါဘူး။တကယ်တော့တလကျော်ပွဲကြီးဟာအလုံးပန်းနေကြပြီလေ။ကိုပြိုင်ပွဲပြီးသွားလဲပြန်သွားလို့မှမရကြတာကိုစီနီယာအကူတွေကပိတ်ပွဲမှာကိုဝင်ပြီးလမ်းလျှောက်မှာတေးစားရလားလို့မကြခဏမေးတယ်။ ပိတ်ပွဲရဲ့နီးကပ်လာတော့ကိုဝင်ရှောက်မှာတေချာကြောင်သူတို့တည်သွားတော့စိတ်ပြက်လက်ပြက်အမူအရာတွေနဲ့သွားပါပြီကွာလို့ဩကြတယ်ပိတ်ပွဲညကကျင်းပလာရုပ်မြင်သံကြား line တွေကနေတနိုင်ငံလုံးကို live တွင်ပြသကြတာအဆိုတော့မေဆွေကအမျိုးသားအကစားပွဲတော်သတင်းဆိုတဲ့ကွင်းထဲမှာမီးအောင်စုံနေလင်းလက်ကောင်းငင်မှာမီးရှူမီးပန်းနေဖောက်လေဒီကိုမျိုးသားအမျိုးသမီးဖွဲ့ကမိုးဝါကနေလှလှပပလေးနဲ့ကြာလာ အဲ့ဒီအချိန်မှာတနိုင်ငံလုံးရဲ့အာယုံဟာအားကစားပွဲတော်ကြီးပေါ်မှာပဲရှိနေကြပါတယ်။အတွင်မှုတက်တဲ့နိုင်ငံတော်အကြီးအကဲတွေတန်အမတ်နဲ့ဖိတ်ကြားခံဧည့်သည်တော်တွေဟာပွဲကြည့်စင်ကြီးပေါ်မှာပေါ့။အားကစားသမားတွေကတစ်ဖွဲ့ပြီးတစ်ဖွဲ့လမ်းလျှောက်ဝင်လာကြပြီးခွင်းထဲမှာနေရာကျတယ်။ BKR တိလုံးတန်တွေကလည်းမြန်ဆိုင်ကိုပေါ့။ခွင်းထဲမှာအလုံးနေရာယူပြီးကြတဲ့အချိန်အတွင်မှုတက်ကအပိတ်မိခွန်းမပြောကြားခင်မှာ၅မိနစ်လောက်တကွင်းလုံးကိုမိတွေအမှောင်ချပေးထားတယ်။တိပိုင်းတန်တွေလည်းတိတ်ဆိတ်ကုန်ကြတယ်။ မိရင်မောင်ကြသွားတာနဲ့စီနီယာအကိုတယောက်ကကို့နားလာပြီးရှူတိုးတိုးလို့လာပြောတယ်။သူပြောပြတာနဲ့ကို့ခန္ဓာဟာမြောက်ခနဲ့ဝိုင်းမာတာကိုခံလိုက်ရတယ်။အနီးပါးကအခြားအသင်းတွေကလည်းပုံပြပြအောင်မှရွေလျားပြေးနေတဲ့နေ့တီးတိုးရှင်နေတဲ့နေ့ကြားလိုက်ရတယ်။ဘာလဲဆိုတာကိုတိချာမသိပေမဲ့ကို့ခန္ဓာကိုယ်ကိုဝိုင်းမြောက်ထားကြသူတွေအဆင်ပြေအောင် ကို့ကြွက်သားတွေကိုတောက်ပေးထားလိုက်တယ်။မိရေပြန်လင်းပေးပြီးတီးဝိုင်းတန်တွေပြန်ကြလိုက်တဲ့အချိန်မှာအရက်9ပြီ9လမှာကို့ဘော်တွေရှည်ရှည်ကြီးကလေထဲမှာထီထီကြီးလွင့်လို့ပေါ့။အခြားအသင်းအဖွဲ့ကကောင်းလေးတွေကကို့စီနီယာတွေကိုမင်းတို့အကျင့်မကောင်းကြဘူးတဲ့ပြောပြီးရှင်နေကြတယ်။သူတို့ကစားကြတဲ့ Fanny Gain ကအသင်းတစ်သင်းမှာသူတို့သဘောကျတဲ့အားကစားမိန်းကလေးတယောက်ကိုမင်းအမောင်ချပေးထားချိန်မှာ ဝင်ဆွဲခွင့်ရှိတယ်တဲ့ကို့လူမပါခွေအောင်ကာခွေမလားသူများလူကိုကို့အတင်နဲ့အပါခွန်နိုင်မလားပေါ့ကို့အတင်ကအကစားသမားတွေခင်ဗျာသူများအတင်နဲ့ဝင်ဆွဲခွင့်မရလိုက်ကြဘူးပေါ့မီးလင်းရောင်အောက်မှာဖက်စုအရာကွဲနဲ့သူများအတင်နဲ့ရောက်နေတဲ့အကစားမယ်တွေကိုကြည့်ရင်သဘောတကျရင်မောကြလို့စင်ဘောကပြိတ်သက်နဲ့စင်ဘောကဧည့်သည်တော်နဲ့အကြီးကွဲတွေကအကြီးကဲတွေကလည်းသဘောကျရင်မောရင်အတင်းနေရာပြန်ကြသည့်အထိ စောင့်နေကြတယ်။ပြီးမှအတွင်းမူတစ်ကအပိတ်မင်ကွန်ပြောတယ်။မြမအာကစားဟာကဘာကိုမလန့်နိုင်ခဲ့ပေမဲ့ပြည်သူတွေရဲ့အာရုံကိုတော့ထွန်းအောင်လုပ်ခဲ့လုပ်နိုင်ခဲ့ကြသူတွေပေါ့။ Ruskin ကပြောခဲ့တယ်လူမျိုးတစ်မျိုးဟာစာပေကို အထင်သေးနေအနုပညာကို အထင်သေးနေသဘာဝတရားကို အထင်သေးနေမေတ္တာကရုဏာကိုအထင်သေးနေပြီးတော့ပတ်စံနောက်ကိုငန်းငန်းတက်လိုက်နေအဲ့ဒီလူမျိုးဟာရေရှည်တည်တတ်နိုင်မှာမဟုတ်ဘူးတဲ့ သူ့ရဲ့အဆိုကိုကိုကတော့ဒီလိုထပ်ဖြည့်ချင်ပါတယ်။အားကစားကိုလစ်လျူရှုပစ်ထားရင်လည်းရေရှည်မတည်ကြနိုင်ပါဘူး။ကိုရောနိုင်ငံဟာဖွံ့ဖြိုးစဲနိုင်ငံလို့ပြောလို့ရရင်ရှိသေးတယ်။အခုပြန်ပြီးအဆင့်လျှော့ကျသွားပြန်ပြီ။စမှုနည်းပညာ၊သိပ္ပံနည်းပညာ၊ IT နည်းပညာတွေနဲ့ကမ္ဘာကြီးနောက်ကိုပြေးလိုက်ဖို့ဆိုတာကိုရောနိုင်ငံကအိမ်မက်တာမပွဲမဝင်တဲ့အရာဖြစ်နေတယ်။ဒါပေမဲ့လည်းကိုရောမှာလူသားအရင်းမြစ်ဆိုတဲ့ခွန်အားတော့ရှိနေကြသေးတယ်။တေချာပြုစုပြောထောင်ချင်းမြင့်ပေးကြဖို့တော့လိုတာပေါ့။ အာကစားဟာလည်းနိုင်ငံတကာကိုထိုးဖောက်နိုင်တဲ့နည်းလမ်းတစ်ခုပါပဲ။ကိုယ့်နိုင်ငံကိုကမ္ဘာကအသိမဲ့ပြုအောင်လုပ်နိုင်တဲ့အထက်မှာအာကစားဆိုတာပါဝင်နေတယ်။ဒါဟာလည်းကိုမျော်လင့်တွေးမိနေတဲ့ရောင်ကြီးခပ်ပါးပါနေပါပဲ။မဟာဂီတဆရာကြီးဥပယုံချိုကနေအေးလိန်နီးဆိုတဲ့စာအုပ်ရေးခဲ့ပါတယ်။ဒါကိုဘပဥတုခကအလိန်ဝိဆာနေအေးဆိုပြီးနောက်ဆက်တွဲဖတ်ရေးထားတယ်။အဲ့ဒီထဲမှာလူလိန်နေအေးဟာအကင်းပါတယ်စကားပြရ ရိယကျွဲတယ်ဘဟုတုတာလည်းအလွန်လွန်ကျွဲတယ်လောကီ လောကုတ္တရာပညာတွေနှံ့ဆက်တယ်လောကတက်အခြေခံစက်မှုလက်မှုလည်းတီးမိခောက်မိသူရှိတယ်တယုတ်ဆောင်ပိုင်နိုင်တယ်ဥပဒိယုံလည်းကောင်းတယ်ပညာသားပါပါတွေလိန်တတ်တယ်ပေါ့ဒီတော့နေအေးလိန်ကြီးစာအုပ်ထွက်လာတော့သူမျိုးကနေအေးအလင်ခံလိုက်ရပြီးစာအုပ်ထဲကြပါမလာဘူးဆိုပြီးမကြင်မနက်ပြောချတဲ့သူတွေတောင်ရှိတဲ့နေအေးကဥပျုံချိုရဲ့ညီကိုဝင်းဝဲတော်တာကို သူ့ဘာအလင်ခိုက်အလင်ခံလိုက်ရတာကိုထဲ့မြေထားလို့ဘဘဥတုခါကဖြစ်ဆွဲရေးထားတာပဲနေအေးအလင်နမ်းမဲကြော်လွန်းလို့အရေးပိုင်တယောက်ဖြစ်တဲ့အာနာနဲ့ငါ့ကိုရအောင်လင်းပြစမ်းလို့ခိုင်းဘူးတဲ့မင်းဆိုရစာလည်းဖြစ်နေပါတယ်လိမ့်မယ်မန်းလည်းသိနေပြန်တော့ဖះကျွန်တော်မျိုးစကားမှဟလို့မထွက်နိုင်ပါဘူးတဲ့နေအေးကအရေးပိုင်ကလည်းမရဘူးမင်းငါ့ကိုလင်ရမယ်ငါ့အမိန်ပဲမင်းငါ့ကိုလင်ရမယ်လို့ပြောတယ်ဒါဆိုလဲကျွန်တော်မျိုးပြောရဲဆိုရဲ အာဇဝင်းလေးရွှင်အောင်အရက်တပင်းသာဝယ်ပေးပါဖရားရဲ့နေရီကအရက်နဲ့အမီးဇင်ခံတောက်ပြီးထပြန်မယ်လို့တော့အရေးပိုင်မင်းကဟစ်ကောင်မင်းငါကိုလိန်လေတယ်နေရီကအရှင်ဖရားအရက်ကိုလိန်တောက်လို့ကုံတောင်ကုံမီလေတဲ့သူ့လိန်ဒီဘောင်းဆောင်ဟာပြုံးစီရာပညာရစီရာဉာဏ်ပါပါနဲ့ချစ်စရာကောင်းနေတာတွေပါပါတယ်။ဘဘဥဒုခကတော့လောကမှာလိန်ချင်းညာချင်းဟာမကောင်းထို့တဲ့အလိန်ညာခံရခြင်းကပို၍မကောင်း အင်းအတိုင်းဆိုရင်လိန်နီးညာနီးတွေကိုကြိုတင်သိထားနိုင်ခြင်းကပို၍မကောင်းလေသလားတဲ့အလင်ခံရခြင်းအတူတူဆိုရင်တော့အဆင့်ရှိရှိပညာသားပါပါအလင်ခံရရင်ခံသာသေးတယ်ပေါ့အကြံတူနောက်လူသားစမင်းဆိုတဲ့စကားကိုအကြံတူ နောက်လူတုံးစမင်းလို့ပြောရတော့မလို့ဖြစ်နေရတဲ့ဘဝတွေအလင်ခံရသူကလိန်သွားပြီးမှတိလိုက်ရတာကပညာသားပါတဲ့လိန်ချင်းလို့ပြောရပါမယ် ။ငါမင်းကိုလိန်နေတာကွာ။ဘာဖြစ်လဲဆိုတာများကမျိုးကကြတော့လူမိုက်လိန်နီးဖြစ်သမို့ခံပြင်းเสียရလဲကောင်းထရိုက်ချင်းเสียရလဲကောင်းလာပါတယ်။အလင်းခံနေရသူတွေပါ အစ်စ်နေနေလို့ခံစားရတယ်လေ။ဒါကြောင့်နေအေးလောက်တော့လိန်သက်ဆန်းပါလို့ပြောချင်တာပါပဲ။ဒါဒီနေ့ဖပြတဲ့နေအေးလောက်တော့လိန်သက်ဆန်းပါဆိုတဲ့ကျွန်မရေးခဲ့တဲ့စာအုပ်ပါလေးပါ။ဒါလေးကိုဘာလို့ရေးဖွက်ဖြစ်လဲဆိုတော့ အစ်မငယ်စဉ်ကမြို့သားအကစားပွဲတော်ကြီးမှာဝင်ပြိုင်ခဲ့ရတဲ့အကြောင်းအရာရယ်အဲဒီဘက်ခစ်ပေါ့နော်ခစ်တွေကတော့အစ်မတို့နိုင်ငံကဘလို့ပြောင်းပြောင်းစနစ်ဟာတခုတည်းအောက်ကနေတိတိတသား꽌ထွက်သေးဘူးပေါ့အဲ့ဒါအကစားဆိုတာလူငယ်တွေတော်တော်များများအောက်စားကိုချစ်မြတ်လို့လာအောင်အောက်စားကိုစိတ်ဝင်စားလာအောင်လုပ်နိုင်မယ်ဆိုရင်တိုင်းပြည်တစ်ပြည်တိုးတက်တယ်ဆိုတော့ တဲ့စိတ်လေးကျမခံစားရတာဖြစ်တဲ့ trading sound လေးကိုရေးပြတာဖြစ်ပါတယ်။အပတ်စဉ်ကြည့်ရှုနားဆောင်ပေးနေကြတဲ့ကျမရဲ့ YouTube စာနာထောင်ပရိသတ်ကြီးကိုကျေးဇူးတင်ပါတယ်။နောက်ပတ်ဒီကြရင်လည်းဘယ်အကြောင်းအရာကိုတင်ဆက်မယ်ဆိုတာကိုနားထောင်ရင်လည်းကျမရဲ့ YouTube channel လေးကိုလည်း like and share and subscribe ပြင်ဖြစ်ကူညီချပါအောင်လို့တောင်းဆိုပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။